အားလုံးပဲမင်္ဂလာပါရှင်။ Revolu Pharma News Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ရွှေကောက်ပွဲကိုနိုင်ငံပေါင်း၉ခုမှလွှတ်တော်အမှန်163ဦးကရှုံချလိုက်ပြီးနိုင်ငံတကာအနေဖြင့်လည်းစစ်တပ်ရွှေကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာစစ်တပ်ရွှေကောက်ပွဲကိုနိုင်ငံပေါင်း၉ခုမှလွှတ်တော်အမှန်163ဦးကရှုံချလိုက်ပြီးနိုင်ငံတကာအနေဖြင့်လည်းစစ်တပ်ရွှေကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုလိုက်ကြောင်း ယူစီလန်အတိုက်ခံလေးပါပါတီလွှတ်တော်အမှန် FT4 ကလူမှုကွန်ရက်မှတစ်စစ်သတင်းထုတ်ပြန်ပါတယ်။ရယူစီလန်ဂျပန်ဖိလစ်ပိုင်ထိုင်းမလေးရှားဩစတြေးလျအရှေ့တီမော်အင်ဒိုနီးရှားနဲ့ United Kingdom စုစုပေါင်းနိုင်ငံ၉ခုမှဥပဒေပြုလွှတ်တော်အမှတ်ပေါင်း163ဦးကမြန်မာစစ်တပ်စီစဉ်ထားသောရွေးကောက်ပွဲကိုအထူးရအဖြစ်ရှုတ်ချခဲ့ပြီးနိုင်ငံတကာအတိုင်းဝိုင်းအနေဖြင့်ရင်းရွေးကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်ရွေးကောက်ပွဲမှာမိသီးနီးနဲ့မျှလွတ်လပ်ပြီးတရားမျှတသည်ဟုမယူဆနိုင်ပေတရားဝင်မှုလည်းမရှိကြောင်းလွှတ်တော်အမှတ်များကဆိုပါတယ်။ရွေးကောက်ပွဲမှာမြန်မာပြည်သူများအပေါ်စစ်စင်မဲနေသောတရားမဝင်စစ်တပ်ကိုပြန်လည်ပုံဖော်ရန်ကြိုးပမ်းမှုတစ်ခုသာဖြစ်ကြောင်းလည်းလွှတ်တော်အမှတ်များကထုတ်ဖော်ပြောဆိုထားပါတယ်။နိုင်ငံတကာတို့လည်းလွှတ်တော်အမတ်များကအတူရောင်မြန်မာရွေးကောက်ပွဲအတွက်လွှတ်တော်အမတ်များ၏အိတ်ဖွင့်ပေးစာကောင်းစေဖြင့်ပေးစာပေးပို့ခဲ့ပြီး ရွှေကောက်ပွဲမတိုင်ခင်မြန်မာစစ်တပ်ကလေချောင်းတိုက်ခိုက်မှုများအရှိန်ပြည့်လုံးဆောင်နေသည့်အတွက်ရွှေကောက်ပွဲအပီးတွင်လည်းတိုင်းပြည်တည်ငြိမ်အေးချမ်းပြီမဟုတ်ကြောင်းအကြံဖတ်မှုနှင့်မတည်ငြိမ်မှုများသာပုံမုံများပြလာမည်ဖြစ်ကြောင်းအသိပေးထားပါသည်။ဆက်လက်ပြီးဒေတာလွတ်တော်အကြီးကဲများနဲ့ဂျာကာလာအုပ်ချုပ်ရေးကောင်စီတစ်ကိုလိုအပ်တဲ့ပံ့ပိုးမှုနဲ့အရင်းအမြစ်များပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ဒေတာလွတ်တော်အကြီးအကဲများနဲ့ကြာကာလအုပ်ချုပ်ရေးကောင်စီတစ်ကိုလိုအပ်တဲ့ပံ့ပိုးမှုနဲ့အရင်းမြစ်များပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်။နိုဝင်ဘာ28ရက်မှာပြုလုပ်တဲ့မန္တလေးဒေတာလွတ်တော်ပထမအကြိမ်အစည်းအဝေးခန်းနားမှာပြည်ထောင်စုဝန်ကြီးချုပ်ကအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။ ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ဒေတာလွတ်တော်အကြီးအကဲများနဲ့ဂျာကာလာအုပ်ချုပ်ရေးကောင်စီတစ်ကိုပြည်ထောင်စုအစ်စ်မှလိုအပ်သောပံ့ပိုးမှုနဲ့အရေးအမြင့်များကိုပူးပေါင်းဆောင်ရွက်သွားမယ်လို့ဒီနေရာကနေအလေးအနက်အာမခံပြောကြားလိုပါတယ်။ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာဆီအာနာရှေရဲ့စီရေးအရာအရှိန်မြင့်တင်မှုတွေကိုခံနိုင်ရရှိုံသာမကပဲပြည်သူလူထုရဲ့အခြေခံလိုအပ်ချက်များကိုပါရှေ့စီးပေးနိုင်မယ့်အနာဂတ်အစိုးရစနစ်တစ်ခုကိုစတင်ထူထောင်နိုင်ဖို့ကြီးရွယ်လှုံ့ဆော်သွားမှာဖြစ်ပါတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားပါတယ်။ဒါပြင်မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီတည်ရဲ့တာဝန်ဟာအလွန်ကြီးမားပြီးဒေသရင်းတရားဥပဒေစိုးမိုးရေးစစ်ဘေးရှောင်များဆောက်ရှောက်ရေးကျန်းမာရေးနဲ့ပညာရေးစနစ်တွေကိုပြည်သူကိုဗဟုပြုတဲ့စနစ်အဖြစ်အလင်းအမြန်ပြန်လည်တည်ဆောက်ရေးအတွက်ရှီတန်းကနေတာဝန်ယူရမှာဖြစ်တယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။မန္တလေးဒေသကြားကလာအုပ်ချုပ်ရေးကောင်စီမှအမျိုးသမီးကိုစားပြုမှု23ရာခိုင်နှုန်းအထိပါဝင်ပြီးပြည်ထောင်စုအစစ်အဖွဲ့အစည်းများ ပြည်내ဖက်ဒရယ်ယူနစ်ဆိုင်ရာအဖွဲ့အစည်းပေါင်း16ဖွဲ့နဲ့တွေ့ဆုံညှိနှိုင်းခဲ့တာဟာမန္တလေးဒေသရဲ့နိုင်ငံရေးခေါင်းဆောင်မှုဟာညှိနှိုင်းမှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုအလေးထားကြောင်းပြသနေတယ်လို့လည်းပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါရယ်မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီဖြစ်မြောက်ရေးအတွက်ဆယ်လတာအတွင်းမှာအစီအဝေးပေါင်း89ကြိမ်အထိပြုလုပ်ခဲ့တာဖြစ်ပြီးပြည်သူလူထုရဲ့အကြံပြုချက်တွေကို Telegram, Signal နဲ့ email အစရှိတဲ့ channel ပေါင်းစုံကနေစင်စက်မပြတ်ရယူခဲ့တယ်လို့လည်းသိရပါရယ် ကျမတင်တင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်